အဲမိတ်ဆွေများခုတလော ဖြစ်နေတဲ့ YouTube များတဲ့ပြဿနာကိုအခုပြရတဲ့ဗီဒီယိုတိုက်လုပ်ကြည့်ပါအဲဒီမှာ Upright TV ဆိုတာလေးရှိတယ်အဲ့ဒီ software တွေကိုဝင်ပြီးတော့ဟို YouTube ကို update ပြန်လုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အဲ့ထဲကိုဝင်ပြီးလို့ရှိရင် YouTube ဆိုတာလေးကိုရိုက်ရှာလိုက်ပါအပြင် YouTube နှိပ်လိုက်ပါမှ YouTube တွေကြာလာလိမ့်မယ်အဲ့ထဲမှာမှာ YouTube version 4.3လို့ 3.4လို့ရေးထားတယ် YouTube Android TV ဆိုတာလေးကိုသူရဒီ cancel ညမှာတော့ update ဆိုရှိတယ်အဲဒါနမူနာပြန်ပြပေးပါမယ်ဒါက cancel နေတာရယ်အဲ update ဆိုတာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်လက်ရှိကိုတုံးနေတဲ့ APK ကိုသူက update လုပ်သွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ပြန်ကြည့်လို့ရပါပြီအားလုံးပဲကျေးဇူးတင်ပါတယ် အာမိမိရဲ့ဒီ set ထဲမှာပေါ့เนาะခုနပြထားတဲ့အနီရောင်လေးနဲ့ဝိုင်းထားတဲ့ right TV ဆိုလို့ software မရှိတဲ့သူတွေကတော့အဲ Chrome မှာပေါ့เนาะကို Android ပေါ်မှာ Chrome ဆိုတဲ့ APK လေးရှိရယ်ပေါ့အဲ့ APK ထဲမှာဝင်ပြီးတော့ right TV ဆိုပြီးတော့ download ဆွဲလိုက်ပါပြီးရင်အဲ့ရနေပြီးတော့ YouTube download လိုက်ပါအားလုံးအဆင်ပြေကြပါ